တောင်ကုန်းကျောင်းနီရွာမှာဦးဘိုးဆိုတဲ့သူကနမည်ကြီးသောတန်တမန်တယောက်ဖြစ်ပါတယ်ဖះဆင်ကျဲအောင်မြင်တဲ့သူဖြစ်လို့ကျေးရွာသူအများကတန်တမန်အနေနဲ့သူ့ကိုလေးစားကြပါတယ်ဒါပေမဲ့သူ့အသက်65နှစ်မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကြောင့်သူ့အကြောင်းကဇလန်းတရေတပုတ်လိုပဲဖြစ်လာခဲ့ပါတယ် တညမှာဥပိုးအောင်ဟာတန်တမန်အဖြစ်ဖိတ်ကြားခံရတဲ့အိမ်တအိမ်မှာဖျားဖက်ပြီးနောက်ပိုင်းအင်ရှင်ကထွက်သွားခြင်းနဲ့ဆိုပြီးဝိညာဉ်နဲ့ဆက်သွယ်ဖို့တောင်းပါတယ်ဥပိုးအောင်ကညနာနီသွေးနဲ့တတော်နာတယ်ဆိုပေမဲ့လေးနဲ့တဲ့အတန်နဲ့ပဲခေါင်းလျှော်ပြီးတရားဖတ်တဲ့ည7နှစ်နာရီကျော်မှပဲအင်ရှင်မိန်းမကမတော်တဆအိမ်နောက်တွင်ကြောက်ကန်ထဲမှာလဲပြီးတည်သွားတယ်ဒီအဖြစ်ပြက်ကနေနှစ်ခွန်းလောက်ကြာမှဥပိုးအောင်ကပြန်လာတယ် ဒါပေမဲ့သူပြန်လာတာမိသားစုတွေကအပေါင်းအသင်းတောင်မယုံနိုင်အောင်တိတ်ဆိတ်တသက်နဲ့မျက်စိထဲမှာအလင်းမရှိတဲ့ပုံစံနဲ့ပါပဲသူပြန်လာတဲ့ညမှာတင် သူနေရမယ့်အခန်းကအိမ်မက်ဆိုးတွေနဲ့အနံ့ဆိုးတွေကထွက်လာတယ်။တညမှာသူ့မြေးဖြစ်သူ မေယူကမအိတ်နိုင်ပဲအိမ်ဝင်ခန်းမှာထိုင်နေတော့ဦးဘိုးအောင်ရဲ့အခန်းကတကားကနေတိတ်တိတ်လေးရဲ့တန်တွေထွက်လာတဲ့တနာရီလောက်ကြာမှမေယူကတန်မဏိတကားကို ဖွင့်လိုက်တဲ့အချိန်မှာဦးဘိုးအောင်မရှိတော့ဘူး သူ့အစားချောကလက်တူသားကြီးတယောက်ကငင်ငိမ်နဲ့ထိုင်နေတဲ့အနားမှာတရားစာအုပ်တအုပ်ရုပ်သိမ်းထားပြီးတကားနောက်မှာတော့ငါပြန်လာခဲ့ပြီလို့တန်ချေးနဲ့ရေးထားတယ်။အဲဒီညမှစပြီးကြောက်နီရွာရဲ့ဖျားဖက်ခန်းတွေမှာဥโบအောင်ရဲ့အတန်ကိုတွေ့ကြပါတယ်။မျက်မြင်လက်မထိပေမဲ့တစုံတယောက်အတွက်ပြန်လာဖို့တစုံတယောက်အတွက်တန်နမန်အဖြစ်မဆုံးသွားဖို့သူ့ဝိညာဉ်ကမလွတ်သေးဘူး။